SK Story ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါစေဒီကနေ့မှာတော့နမဲကျော် James Bond 007ရုပ်ရှင်နေဒီက2012ခုနှစ်တုန်းကထွက်ရှိထားပြီးတော့ Skyfall လို့နမည်ရတဲ့ဇာတ်ကားလေးကို recap အနေနဲ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်ခင်ဗျာအာမန်ရှင်လို့ခေါ်တဲ့ထိတ်တန်းလိုအပ် agent အဖွဲ့အစည်းတစ်ခုဟာအတော်ဆုံး hacker တယောက်ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ် MI6 အဖွဲ့အစည်းရဲ့ရန်သူဟာလည်း hacker တယောက်တည်းမဟုတ်ပါဘူး ်ဂျိမ်းဘွန်ဟာသူ့ရဲ့အရေးချင်းတဲ့ဒိုင်းတူပြိုင်ဘက်တယောက်ကိုရင်ဆိုင်ရောက်มาဖြစ်ပါရီဘုံနဲ့ MI6 အဖွဲ့စည်းဟာဒီအခြေအနေဇိုးကြီးရဲ့ကနေပြီးတော့လွတ်မြောက်နိုင်မှာမလားဆိုတာကိုတော့ကျွန်တော်အတူတူလိုက်ပါကြည့်ရှုခန်းစားလိုက်အောင်ပါခင်ဗျဟုတ်ကဲ့ပါကျွန်တော်ကတော့ SK Story ကနေပြီးတော့တင်ဆက်ပေးနေတဲ့ရှိန်သူပဲဖြစ်ပါရီဇလိုင်းစားမှာတော့ James Bond ဟာအိန္ဒိယနဲ့ကိုဝင်လာပြီးတော့ တစုံတစ်ခုကိုလိုက်လံရှာဖွေနေတဲ့ပုံပေါ်နေပါတယ်။သူအခန်းအတွင်းကိုဝင်ရောက်လာတဲ့အခါမှာတော့ Ronson ဆိုတဲ့ MI6 agent တယောက်ဟာတစုံတယောက်ရဲ့တိုက်ခိုက်ခြင်းကိုခံထားပြီးတော့ဒဏ်ရာအပြင်းထန်လေးရရှိထားတာကိုတွေ့လိုက်ရပါတယ်။ဘုံရှာဖွေနေတဲ့ Hadrick ကလည်းရန်သူလက်ထဲကိုပါသွားပြီးဆိုတာကိုသိလိုက်ရတယ်လို့ဘုံဟာသူ့ရဲ့လုံဖို့ကင်ဘက် Ronson ကိုအရင်ကယ်တင်ခဲ့ခြင်းပေမဲ့လေ Hadrick ထဲမှာရှိတဲ့အချက်အလက်တွေဟာ MI6 အတွက်အရေးကြီးလုံးနေရကြောင်းမလို့ခေါင်းဆောင် M က Ronson ထားခဲ့ပြီးတော့ Hadrick ကိုပြန်ယူဖို့အတွက်မိန့်ပေးခဲ့ပါတယ်။ ခေါင်းဆောင်ရဲ့မိကြောင့်မလို့ဘုံလည်းပဲရွန်ဆွန်ကိုစိတ်မကောင်းစွာနဲ့ထားခဲ့ရပါတယ်။ဘုံထွက်လာတဲ့ MI6 ရဲ့ agent မလေး if ကကားနဲ့ရောက်လာပြီးတော့နှစ်ယောက်သားကရန်သူကားနောက်ကိုအမြန်ဆုံးလိုက်သွားခဲ့ကြပါတယ်။ရန်သူကားကိုလိုက်မိသွားခဲ့တဲ့အခါမှာတော့ဘုံတို့ကရန်သူကားကိုမှောက်သွောင်းအောင်လုံနိုင်ခဲ့ပါတယ်။ရန်သူကလည်းကားတွေကထွက်လာပြီးတော့ဘုံတို့နဲ့ပြစ်ကြခတ်ကြလုံနေတော့မှရဲတွေကလည်းဆိုင်ကနေရောက်ရှိလာခဲ့ပါတယ်။ရန်သူကရောက်ရှိလာတဲ့ရဲတွေကိုပြစ်ခတ်လိုက်ပြီးတော့ရဲရဲ့ဆိုင်ကနေထွက်ပြေးသွားခဲ့တယ်လို့ဘုံကလည်းဆိုင်ကနေစည်းနဲ့ရန်သူနောက်ကိုလိုက်သွားခဲ့ပါတယ်။ဘုံနဲ့တစ်ဖက်ကရန်သူတို့က ဆိုင်ကယ်စတန်သမားတွေရှုံးလောက်အောင်အထီကိုခေါင်မိုးပေါ်မှာအပြန်အဆိုင်နဲ့မောင်းနေကြပါရယ်။ရန်သူကဘလောက်ပဲထွက်ပြေးနေပါစေဘုန်းတို့ဘက်မှာလူရင်းရပုံများသလို MIC ရဲ့အကူအညီတွေလည်းရနေတာကြောင့်မလို့နောက်ဆုံးမှာတော့ဘုန်းနဲ့ if တို့ကအဲ့ဒီရန်သူကိုအမိလိုက်နိုင်ခဲ့ပါရယ်။ဒါပဲလေရန်သူကယထားဘုတ်ကိုခုံဆင်းသွားပြီးတော့ထွက်ပြေးသွားပြန်ပါရယ်။အေကန်ကောင်းစွာနဲ့ဘုန်းကလည်းယထားဘုတ်ကိုခုံတက်နိုင်ခဲ့ပါရယ်။ဘုန်းကယထားဘုတ်မှာရန်သူနဲ့ပြစ်ခတ်နေနေကြီးစံကုံသွားခဲ့တာကြောင့်မလို့ညီတူးဆက်တွေကိုဝင်ပြီးတော့ရန်သူကိုရိုက်ချနိုင်ဖို့လုပ်နေစင်းပါပဲ။ ရင်မှတ်ကိုတနက်နေ့အပြစ်ခံလိုက်ရပါတယ်။ရန်သူကလည်းဘုံကသူ့စီကိုမရောက်လာနိုင်အောင်လို့ယထာတွဲတွေကိုတနက်နေ့ပစ်ပြီးတော့ဖြုတ်ချခဲ့ပါတယ်။ဒါပေမဲ့ဘုံကယထာတွဲတစ်ခုကိုမြေတူးစက်နဲ့ချိတ်ဆက်ပြီးတော့ယထာတွဲပေါ်ကိုကူးသွားနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သားကယထာခေါင်မိုးပေါ်မှာအပြင်းထန်တိုက်ခိုက်နေခဲ့သလိုအေးဗ်ကလည်းယထာနောက်ကိုကားနဲ့အမိလိုက်နေခဲ့ပါတယ်။ဘုံကဟတ်ဒရိုက်ကိုပြန်ယူဖို့ကြိုးစားပေမဲ့ရန်သူကလည်းသူ့လိုပဲတော်ရည်သူဖြစ်နေသလိုဘုံကလည်းပဲတရားရထားအကြောင်းမလို့သူတို့နှစ်ယောက်ဟာဟတ်ဒရိုက်ကိုလုနေကြရင်အချင်းတော်တော်ကြာကြာတိုက်ခိုက်နေခဲ့ကြပါတယ်။အနောက်ကနေကားနဲ့လိုက်လာတဲ့ Eve ကလည်း တူသွားမယ်လမ်းဆုံးသွားပြီဆိုတော့ကိုသိလိုက်ရတဲ့အခါမှာကားပေါ်ဟာဆင်းပြီးတနက်ကိုကိုင်းကရန်သူကိုပစ်ခတ်ဖို့အတွက်ပြင်လိုက်ပါရီဒါမဲ့ယထာကအချိန်နဲ့မောင်းလာနေရကြောင်းမလို့သူတို့နှစ်ယောက်တိုက်ခိုက်နေတဲ့အနေအထားအရ if အတွက်ပစ်ခတ်ဖို့အတွက်အဆင်မပြေဖြစ်နေခဲ့ပါရီတကယ်လို့ဒီခွင်ရေးကိုလက်လွတ်လိုက်မယ်ဆိုရင် hard drive တဲကအချက်လက်တွေဆုံရှုံသွားနိုင်တယ်လို့ပြစ်လိုက်ရင်လည်းပြစ်ကွင်းမရှင်းတာကြောင်းမလို့ဘုံအလေးပဲထီသွားနိုင်ပါရီတခြားရွေးချယ်စရာမရှိတော့တာကြောင့်မလို့ခေါင်းဆောင် M ကရန်သူကိုပြစ်ခတ်ဖို့အတွက် if ကိုအမိန်ပေးလိုက်ပါရီ အေဗ်ကတနက်ကိုပြစ်လိုက်တဲ့အခါမှာတော့ယထာဘောကပြုတ်ကျသွားတဲ့သူကရန်သူမဟုတ်ဘဲနဲ့ဘုံဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်သူတို့ရဲ့မစ်ရှင်ဟာမအောင်မြင်ခဲ့သလို MIC ရဲ့အတော်ဆုံးအေဂျင့်ဖြစ်တဲ့007ဟာလေဒီအဖြစ်ပြက်မှာတေဆုံးသွားခဲ့ပြီလို့ထင်ထားခဲ့ကြပါတယ်။အဲဒီအဖြစ်ပြက်ပြီးတဲ့နောက်မှာ MI6 အဖွဲ့စည်းကအတော်လေးအချိန်ကြီးစိုးရွားသွားခဲ့ပါတယ်။ Garrett Mallory လို့ခေါ်တဲ့အစိုးရအဖွဲ့ဝင်တယောက်ဟာ MI6 ရဲ့အကြီးအကဲဖြစ်တဲ့ M နဲ့ဒီကိစ္စကိုလာရောက်ပြီးတော့ဆွေးနွေးခဲ့ပါတယ်။ပြပြခဲ့တဲ့အရာတွေကြောင့်မလို့အစိုးရအဖွဲ့ဝင်တွေကမကြေမနက်ဖြစ်နေကြပြီး တို့က M ကိုယာရုကနေပြီးတော့ဖယ်ရှားဖို့အတွက်မိန်ပေးခဲ့ပါတယ်။ပြီးရင်တခြားလူတယောက်ကိုသူ့နေရာမှာခန့်အပ်မယ်လို့လည်းပြောပါတယ်။ဒါပေမဲ့ M ကတော့အဲ့လိုမျိုးဖြစ်ခွင့်မပေးနိုင်ပါဘူး။သူကိုယ်တိုင်လည်းပဲအမြဲတမ်းတာဝန်ထမ်းဆောင်နိုင်မှာမဟုတ်ဘူးဆိုတာသိပေမယ့် MI ရှေ့အဖွဲ့အစည်းအချိန်တွေမကောင်းတဲ့အချိန်မှာသူထွက်ပြေးမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးတော့ M ကမကြေမနက်နဲ့ထွက်သွားခဲ့ပါတယ်။တို့ကကားနဲ့သွားနေကြတော့မှသူ့ရဲ့လောက်ငယ်သားတွေက half drive တွေကအချက်လက်တွေကိုတစုံတစ်ယောက်ကဖွင့်နေတာကိုခြေရခံမိခဲ့ပါရီအမှခြေရခံလိုက်တဲ့အခါမှာတော့အချက်လက်တွေကိုဖွင့်နေတဲ့ကွန်ပျူတာက အမ်မြေရုံငန်းတွေကကွန်ပျူတာဖြစ်နေတာကိုသိလိုက်ရပါတယ်။ဒါအသီးတို့အမ်ကချက်ချင်းပဲရုံငန်းကိုပြန်ပြီးတော့လဲခိုင်းလိုက်ပါတယ်။သူတို့ရုံငန်းကိုမြောက်ခေမှာပဲရုံငန်းကဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲဒီပေါက်ကွဲမှုကြောင့်မလို့အမ်ဟာအဖွဲ့ဝင်တွေတော်တော်များများကိုဆုံးရှုံးလိုက်ရပြီးတော့ဒူကိုရိုင်ကလည်းဒီအဖြစ်အပျက်အတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်။နောက်တစ်ခါမှာတော့အားလုံးကတည်သွားပြီလို့ထင်ခဲ့တဲ့ဘုံကိုတွေ့ရမှာဖြစ်ပါတယ်။ဘုံကမိန်းကလေးတစ်ယောက်နဲ့အတူတူနေပြီးတော့အရက်တောက်ချင်းနေနေပဲနေရက်တွေကိုကုံလွန်နေစီခဲ့ပါတယ်။ ။တနေ့မှာတော့ဘုံက MI6 ရဲ့ဌာနချုပ်ဘုံဖောက်ခွဲခံရတဲ့တရင်ကိုကြည့်နေတော့ MI6 အဖွဲ့အစည်းကအခက်ခဲနဲ့ရင်ဆိုင်နေရပြီဆိုတာသိလိုက်ရပါပြီ။ဘုံကခေါင်းဆောင် MCO ပြန်သွားပြီး Agent 007အဖြစ်တာဝန်ကိုပြန်လည်ထမ်းဆောင်ဖို့ဆုံးဖြတ်လိုက်ပါပြီ။သူတို့နှစ်ယောက်ပြန်တွေ့တဲ့အခါမှာတယောက်ကိုတယောက်တိတ်ပြီးတော့မကျေနပ်ကြပါဘူး။ဘုံကကောင်းဆောင် M ကသူ့ကိုမယုံကြည်ပဲ if ကိုပြစ်ခတ်ခိုင်းနေတာကိုမကျေနပ်ခဲ့တယ်လို့ M ကလည်းဘုံနောက်ကျမှပြန်လာတာကိုမကျေမနပ်ဖြစ်နေခဲ့ပါရီ ဒါပေမဲ့သူတို့မှရန်ဖြစ်နေဖို့တော့အချိန်မရှိပါဘူး။ဘာလို့လဲဆိုတော့ MIC အဖွဲ့အစည်းကအရေးပေါ်အခြေအနေမှာရှိနေရကြောင်းမလို့ M ကဘုံကို MIC ဌာနချုပ်အစ်စ်ကိုခေါ်သွားခဲ့ရပါတယ်။ဘုံကအချိန်တော်ကြာပြောင်းနေခဲ့တာကြောင့်မလို့သူဟာ MIC အေဂျင့်အဖြစ်ဆက်လုပ်ဖို့တင့်တော်သေးရလားဆိုတာကိုစစ်ဆေးဖို့အတွက်ခန္ဓာကိုယ်စစ်ဆေးမှုရောစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေရောတရက်ပြစွမ်းရည်စစ်ဆေးမှုတွေကိုပါပြုလုပ်ရပါတယ်။ဘုံဟာစစ်ဆေးမှုအားလုံးကိုအောင်မြင်ခဲ့ပေမယ့်အဲစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုမှာရောအားနည်းမှုအနည်းငယ်ရှိနေတာကိုတွေ့ရပါတယ်။ အထူးသဖြင့် Skyfall ဆိုတဲ့စကားလုံးကိုကြားရတဲ့အခါမှာသူဟာအရင်ကတေလူမျိုးပါဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်ပြီးတော့တရားသွားပါတယ်စစ်စစ်မှုတွေပြီးသွားတဲ့အခါမှာတော့ Eve ကနေပြီးတော့ဘုံကို M နဲ့ Melody တို့နဲ့တွေ့ဖို့အတွက်ခေါ်လာခဲ့ပါတယ် M ကဘုံကိုခေါ်တွေ့ရတဲ့အကြောင်းရင်းကတော့ဘုံဟာ Agent စစ်စစ်မှုကိုအောင်မြင်ခဲ့တာကြောင့်ဖြစ်ပါတယ်ဆိုလိုတာကတော့ဘုံအနေနဲ့အရင်လိုပဲမရှင်တွေကိုပြန်လည်ပြီးတော့လုံနိုင်ပြီဆိုတဲ့အထိပ္ပယ်ပါပဲ Melody ကဘုံရဲ့အရေးရှင်ကိုအရင်လိုမျိုးယုံကြည်မှုမရှိတော့ပေမဲ့ M က MIC ရဲ့ခေါင်းဆောင်ဖြစ်နေသေးတာကြောင့်မလို့သူ့ရဲ့ဆုံးဖြတ်ချက်ဟာအတီးပဲဖြစ်ပါရည်။ဘိုးရဲ့ခန္ဓာကိုယ်ကအရင်လိုမျိုးမကောင်းတော့တဲ့အကြောင်းရင်းကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအရင်ရန်သူရဲ့ကြီးစံအစားအနာတွေကျန်နေသေးတာကြောင့်ဖြစ်ပါရည်။ဘိုးဟာ MIC ဌာနချုပ်ကိုရောက်တဲ့အခါမှာကြီးစံအစားအနာကိုခွဲထုတ်လိုက်ပြီးအဲဒီကြီးစံကိုလှုပ်ဝက်စစ်ဆေးဖို့အတွက်ပြောခဲ့ပါရည်။ဘာလို့လဲဆိုတော့ MIC ထဲမှာတစ္ဆေဖောက်တွေရှိနေနိုင်သေးသလားဆိုတာသူမသိသေးလို့ပါပဲ။ဘိုးဟာ007 agent ဖြစ်ပြန်ဖြစ်လာတဲ့အခါမှာ Q ဌာနကိုသွားပြီးတော့ပစ္စည်းကိရိယာတွေကိုထုတ်ရပါရည်။ ဂျီယူဌာနက MI6 အတွက်နေပညာပစ္စည်းတွေကိုထောက်ပံ့ပေးတဲ့ဌာနဖြစ်ပါရီဘုံကပစ္စည်းလာပေးတဲ့သူကိုတွေ့တဲ့အခါမှာအံ့အားတင်သွားပါရီဘာလဲဆိုတော့အဲ့လူကငေရွယ်ပြီးတော့နှုတ်ပြိုလုံးနေလို့ပါဒါမဲ့အဲ့လူငယ်လေးဟာဂျီယူဌာနရဲ့ခေါင်းဆောင်ဖြစ်နေပါရီဂျီယူကဘုံအတွက်လက်ပွေရာထဲမှာအလုံးလုံးတဲ့တနတ်တလက်ကိုပေးခဲ့ပါရီအဲ့ဒီတနတ်ဟာဘုံရဲ့လက်ပွေရာမှမဟုတ်ရင်ဘယ်သူမှအသုံးပြုလို့မရပါဘူးနောက်တဲ့ကြိယာတစ်ခုကတော့တီနီယာပြကြိယာအသေးစားတစ်ခုဖြစ်ပါ ರೀ ဘုံကဒီကြိယာကိုဖွင့်ထားရင် MI6 ကသူ့ရဲ့တီနီယာကိုချက်ချင်းပဲသိနိုင်မှာဖြစ်ပါ ರೀ ဘုံကအဲ့ဒီပစ္စည်းကိရိယာတွေအားလုံးယာပြီးတဲ့နောက်မှာအမ်ရဲလူတွေကဘုံစီကရသွားတဲ့ကြီးစံအစားအနာကိုစစ်ဆေးပြီးတဲ့ရလက်ကိုတိခဲ့ရပါတယ်။အဲ့ဒီကြီးစံကိုတုံးတဲ့သူဟာပက်ထရစ်လို့ခေါ်တဲ့ကြီးစားလူသက်သမားတစ်ယောက်ဖြစ်ပါတယ်။ CIA ဘက်ကလည်းဒီလူသက်သမားကိုစောင့်ကြည့်နေတာကြောင့်ပက်ထရစ်ဟာနောက်နှစ်ရက်ဆိုရင်ရှန်ဟိုင်းကိုသွားတော့မယ်ဆိုတာကိုသူသိခဲ့ရပါတယ်။အဲ့တော့အမ်ကနေပြီးတော့ဘုံကိုပက်ထရစ်ကိုဖမ်းဖို့တဆေလွတ်ခဲ့ပါတယ်။ လူသက်သမားကရှန်ဟိုင်းကိုရောက်လာတဲ့အခါမှာဘုံကနောက်ကနေပြီးတော့လိုက်သွားခဲ့ပါရီဘက်ထရီကစာအုပ်တစ်ခုရဲ့ကိုဝင်သွားပြီးအဲ့ဒီမှာရှိတဲ့လုံရုံးအဆောင်တွေကိုရှင်းလိုက်ပါရီပြီးတော့ဒလိကနဲ့ပေါ်ထွက်ကိုတက်သွားပါရီဘုံကအဲ့ဒါအမြင်တော့အနောက်ကနေပြေးလိုက်သွားပြီးဒလိကအောက်ကိုတွေ့တက်သွားခဲ့ပါရီသူရဲ့ခန္ဓာကိုယ်ကအရင်လိုမျိုးမတန်မာတော့တာကြောင့်ဒလိကအပေါ်ထွက်ကိုရောက်တဲ့အထိခံနိုင်မှုအတော်လေးကိုစူးစမ်းလိုက်ရပါရီနောက်ဆုံးဒလိကအပေါ်ထွက်ကိုရောက်တဲ့အခါမှာဘုံကလူသက်သမားနောက်ကိုလိုက်သွားခဲ့ပါရီသူရောက်တဲ့အခါမှာလူသက်သမားကတစုံတစ်ယောက်ကိုတတ်ဖို့ပြင်ဆင်နေရအောင်တွေ့လိုက်ရပါရီဘုံကလူသက်သမားကို သူလှုပ်ချင်တာကိုလှုပ်ခွင့်ပေးလိုက်ပါရီလူသက်သမားကတော့သူ့ရဲ့ပြစ်မှတ်ကိုတက်ပြီးတဲ့နောက်မှာဘုံကချက်ချင်းပဲလူသက်သမားကိုဝင်ပြီးတော့တိုက်ခိုက်ခဲ့ပါရီဒရိုနီယောက်ဟာနောက်တစ်ချိန်ထပ်မံပြီးတော့ပြန်လဲတိုက်ခိုက်ကြပါရီဒီချိန်မှာတော့ဘုံကပက်ထရစ်ကိုအနိုင်ယူနိုင်ခဲ့ပါရီပက်ထရစ်ပြုတ်ကြရုံးမဲ့အချိန်မှာဘုံကပက်ထရစ်ကိုဆွဲထားပြီးသူဘသူ့တို့အလုလုပေးနေတယ်လဲဆိုတာကိုမေးခဲ့ပါရီဒါမဲ့ပက်ထရစ်မဖြေခင်မှာပဲအောက်ကိုပြုတ်ကြသွားခဲ့ပါရီအဲဒါကြောင့်ဘုံကပက်ထရစ်စီကဘာအချက်လက်မှမရခဲ့ပါဘူးပက်ထရစ်တက်လိုက်တဲ့တစ်ဖက်တိုက်ခန်းကနေပြီးတော့မင်းကြီးတစ်ယောက်ကဘုံကိုမြင်သွားခဲ့ပါရီ ဘောဟာပက်ထရစ်စီကဘာအချက်လက်မှမရရတဲ့အခါမှာလူသက်သမားရဲ့အိတ်ကိုစစ်ဆေးကြည့်ပါရီအိတ်ထဲမှာတော့မဂါအိုးလိုရေးထားတဲ့ chip တစ်ခုကိုတွေးလိုက်ရပါရီအဲ့ဒီအရာတစ်ခုပဲရှိတာကြောင့်ဘောနဲ့ if တို့ကမဂါအိုးသွားပြီးဒီ chip ကဘာလုပ်လို့ရတယ်လဲဆိုတာကိုစစ်ဆေးကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘောကမဂါအိုးကကာစီနိုရောက်တဲ့အခါမှာပက်ထရစ်စီကရလာတဲ့ chip ကိုငွေသားနဲ့လဲလဲကြည့်ပါရီအဲ့ဒီ chip ကယူရို၄သန်းနဲ့ညီမျှတဲ့ငွေလဲလို့ရတာကိုတွေးလိုက်ရပါရီအဲ့ဒီ chip ကဘက်ထရီရဲ့အလုပ်အတွက်ရထားတဲ့လိုအားကဖြစ်နိုင်ပါရီ ဘောကငွေကိုစောင့်နေတော့မှအရင်တိုက်ခန်းမှာသူ့ကိုမြင်ခဲ့တဲ့မင်းကလေးကိုတွေ့လိုက်ရပါတယ်။ဘောကဟန်ဆောင်ပြီးတော့ကစားပွဲမှာဝင်ကစားတဲ့ခါမှာသူ့ကိုမှတ်မိနေသေးတဲ့မင်းကလေးကသူ့စီကိုလာပြီးတော့နှုတ်ဆက်ပါတယ်။မင်းကလေးကဘုံကိုတောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပြီးသူ့ရဲ့နာမည်ကတော့ Severin ကိုပြောလိုက်ပါတယ်။အဲဒီမင်းကလေးကတော့ဘုံကဘယ်သူဘယ်ဝါဆိုတာကိုလည်းသိနေပါတယ်။အဲမှာသူတို့ကခဏလောက်စကားပြောပြီးတဲ့နောက်မှာဘုံကဒီမင်းကလေးဟာတကယ်တရားခံမဟုတ်ဘူးဆိုတာကိုသိလိုက်ရပါတယ်။အဲဒါကြောင့်သူကမင်းကလေးကိုသူ့ရဲ့အလို့ရှင်ကိုတွေ့ကျင်တယ်လို့ပြောလိုက်ပြီးတော့ မင်းကလေးရဲ့တက်တော်ဆောင်ကတော့ရောက်တော့ဖြစ်နေရမလို့တကယ်တော့သူတို့ကမင်းကလေးကိုကာကွယ်နေရမှာမဟုတ်ပဲထိန်းချုပ်နေတာလို့ပြောလိုက်ပါရီ Severin ကအံ့အားတင်သွားပါရီဘာလို့လဲဆိုတော့ဘုံပြောလိုက်တဲ့အရာတွေဟာအမှန်ကြီးပဲဖြစ်နေလို့ပါ Severin ကသူ့ထွက်သွားရနေသူတို့ကဘုံကိုတတ်ဖို့တော့လာကြလိမ့်မယ်တကယ်လို့ဘုံအသက်ရှင်လျက်လွတ်မြောက်နိုင်သွားရင်မြောက်ဘက်စိတ်ကမ်းမှာစိုက်ကက်ထားတဲ့ဒေမော့မှာသူ့ကိုလာတွေ့ဖို့တော့ပြောခဲ့ပါရီ Severin ထွက်သွားပြီးတဲ့နောက်မှာတော့သူ့ရဲ့တက်တော်ဆောင်ကချက်ချင်းပဲဘုံကိုတိုက်ခိုက်ဖို့တော့ဝိုင်းလိုက်ကြပါရီအဲဒီမှာဘုံကလက်ဦးမှုရယူပြီးသူတို့ကိုတယောက်ပြီးတယောက်ရှင်းခဲ့ပေမယ့် သူကရင်လိုမတန်မာတော့တယ်လို့ရန်သူတွေလည်းများနေရကြောင်းနောက်ဆုံးဘုံကိုပြစ်တတ်တော့မဲ့အချိန်မှာအေဖ်ကရောက်လာပြီးတော့ကူညီပေးခဲ့ရပါတယ်။ဘုံကအဲဒီကနေလွတ်မြောက်ပြီးတဲ့နောက်မှာဆဗရင်းပြောရတဲ့အတိုင်းပဲတင်းမော့သွားခဲ့ပါတယ်။အဲဒီညမှာတော့ဘုံနဲ့ဆဗရင်းတို့ကအချိန်တွေ အတူတူဖြတ်တန်းကုန်ဆုံးစေခဲ့ပါတယ်။မနေ့ရောက်တော့ဆဗရင်းကဘုံကိုလူမနေတဲ့ကျုံးတစ်ခုကိုခေါ်သွားပါတယ်။သူတို့အဲဒီကျုံးကိုမရောက်ခင်မှာဘုံက MI6 ကိုသူတို့ရဲ့တင်းနီယာကိုအတီးပေးလိုက်ပါတယ်။ ဆဗရင်းကတော့ဘုံကိုခေါ်လာပြီးတဲ့နောက်မှာဒီမင်းကလေးကဘုံကိုဒီကိုခေါ်လာဖို့အတွက်အသုံးချခံငှက်ကလေးသာသာပဲဖြစ်တယ်ဆိုတာကိုတွေ့လိုက်ရပါပြီ။ဘုံကိုဖမ်းချုပ်ထားပြီးမကြခင်မှာဆဗရင်းရဲ့နောက်ွယ်ကအလုရှင်ဟာပေါ်လာပါပြီ။ဒီဖြစ်ဖြစ်အားလုံးရဲ့နောက်ွယ်ကလူဟာစေးပါလို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပါပြီ။စေးပါကတော့ဘုံလိုပဲ MI6 ရဲ့အေဂျင်ဟောင်းတစ်ယောက်ဖြစ်ပါပြီ။စေးပါကတော့သူ့ရဲ့အရေးချင်းက007ထက်မညံဘူးလို့ယုံကြည်ထားပါပြီ။စေးပါကဘုံကိုဒီကိုဖမ်းခေါ်လာတဲ့အကြောင်းရင်းကဘုံကိုသူ့ဖွဲ့တွေကိုခေါ်သွားခြင်းလို့ပါ။ ဇေဘာကဘုံကအရေးချင်းရှိတဲ့အေဂျင့်တယောက်ဆိုတာကိုသိပါရီသူကဘုံရဲ့အရေးချင်းတွေကို MI စစ်မှာပဲအလားအသက်ဖြစ်မသွားစေချင်ပါဘူး။ဘာလို့လဲဆိုတော့သူကအေဂျင့်တွေကိုတုံးပြီးရန်သူကိုလိုက်ဖမ်းခိုင်းတာဟာခင်းနောက်ကျသွားပြီလို့ထင်နေပါရီ။သူကခင်မီဟတ်ကနေပညာကိုတုံးရင်ဘုံလုံးချင်တဲ့မစ်ရှင်မှန်သမျှအားလုံးလုပ်လို့ရတယ်လို့ပြောပါရီ။အဲလိုဆိုရင်တော့ဘုံက MI စစ်ရဲ့အမိန့်ကိုစောင့်နေကြမလို့ဘူးလို့လည်းထပ်ပြီးတော့ပြောပါရီ။ဇေဘာဘလောက်ပဲဘုံကိုစီယုံသိမ်းသိမ်းဖို့ကြိုးစားပါစေ။ဘုံကတော့ဇေဘာနဲ့အလုပ်တွဲလုပ်ဖို့စိတ်ဝင်စားပါဘူး။ အဲအကြောင်းဇီဝကဘုံကိုတစုံတစ်ခုကိုကြည့်ဖို့အတွက်အပြင်ခေါ်ထုတ်သွားပါလိမ့်။ဇီဝကဘုံကိုဘာလို့ကြည်ခိုင်းပြီးဘာလို့လှုပ်ခိုင်းကျင်တာလဲဆိုတော့သူကဆဖရီရဲ့ခေါင်းပေါ်မှာဖန်ခွက်တစ်လုံးတင်ထားပြီးတော့ဘုံကိုသူ့ရဲ့တနက်ပြက်ကျွမ်းကျင်မှုကိုပြန်လဲတည်တည်ပြခိုင်းတာပါ။ဘာလို့လဲဆိုတော့ဇီဝကဘုံကအရင်လိုခန္ဓာကိုစစ်ဆေးမှုမှာစစ်ဆေးမှုတစ်ခုမှမအောင်မြင်ခဲ့ဘူးဆိုတာကိုသိနေလို့ပါ။ဇီဝကဘုံအေးချင်းအဖြစ်ပြန်လာတာဟာအမ်ကစစ်ဆေးမှုအားလုံးကိုအောင်းနေဆိုပြီးလိန်ပြောလိုက်တာကြောင့်ဖြစ်ကြောင်းပြောပြလိုက်ပါရီ။ဘုံကဒီလိုချိန်ဒီမှာရွေးချယ်စရာမရှိတော့တာကြောင့်မလို့တနက်ကိုပြစ်လိုက်ပါရီ။ ဒါမဲ့လေဘုံရဲ့ပြစ်ချက်ကတော့လွဲသွားခဲ့ပါရီစေဘာအလဲရောက်တော့သူကတနက်ကိုဆွဲထုတ်ပြီးဆက်ချင်းပြစ်လိုက်ပါရီသူပြစ်တာကတော့မလွဲဘူးလို့ဆိုရမှာပါဘာလို့လဲဆိုတော့စေဘာကဖန်ခွက်ကိုမပြစ်ဘဲနဲ့ဆက်ဖရင်ရဲ့ခေါင်းကိုပြစ်ထည့်လိုက်တာကြောင့်ပါစေဘာအဲ့လိုလှုပ်လိုက်တဲ့အခါမှာဘုံကစေဘာရဲ့လူတွေစီကတနက်ကိုလူယူပြီးတော့စေဘာရဲ့တပည့်တွေအားလုံးကိုရှင်းပြစ်လိုက်ပါရီအမိုင်စက်ကလည်းဘုံစီကရလာတဲ့အချက်ပြမှုကြောင့်မလို့သူတို့ဟာစေဘာကိုဖမ်းဖို့တက်လာခဲ့ကြပါရီစေဘာကိုဖမ်းကခေါ်လာခဲ့ပြီးတဲ့နောက်မှာတော့သူ့ကိုစစ်စစ်မေးမြန်းမှုအတွက်အံမြောက်လာတဲ့အခါမှာ ဈေးပါအမ်နဲ့ပတ်သက်ပြီးတော့အတော်လေးကိုအညိုတေးကြီးနေတာကိုသိလိုက်ရပါတယ်။ဘာလို့လဲဆိုတော့အရင်တုန်းကဈေးပါဟာဘုံလိုပဲ MIC ရဲ့ထိတဲ့ agent တယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဈေးပါဟာရန်သူလက်ထဲမှာအဖမ်းခံခဲ့ရပါတယ်။ဒါအပြင်သူကအပြင်းထန်ညှဉ်းပန်းနှိပ်စက်ခံရတဲ့အချိန်မှာတော့မှ MIC ရဲ့ချက်လက်တွေကိုဘယ်တော့မှမပြောပြခဲ့ပါဘူး။ဇေဘာနောက်ဆုံးမှာ M ကသူ့ကိုကယ်တင်ဖို့လူလွတ်ပေးလိမ့်မယ်လို့ထင်ထားခဲ့ပါရီ။ဒါမဲ့လေသူထင်ထားသလိုတော့ဖြစ်မလာခဲ့ပါဘူး။အဲဒါကြောင့်နောက်ဆုံးမှာဇေဘာမှာရွေးချယ်စရာမရှိတော့တာကြောင့်မလို့သူက MI6 ကိုကာကွယ်ဖို့အတွက် သူ့ရဲ့သွားထဲမှာဖွက်ထားတဲ့ဆိုင်ယာနိုက်ဆေးကိုတုံးပြီးတော့ကိုကူကိုတတ်တည်ခဲ့ပါရီဒါမဲ့သူတေကံမရောက်ခဲ့ပဲဆိုင်ယာနဲ့ကြောင့်သူ့ပါဇက်နဲ့မျက်နှာကြီးပျက်စီးသွားခဲ့ပါရီအဲဒါကြောင့်ဆေးပါပုံပြက်ပန်းပြက်မျက်နှာအစ်စ်ကိုကာဝယ်ဖို့အတုတွေကိုအမြဲတထားရပါရီအဲဒါရဲ့အားလုံးကြောင့်သူဟာ M ကိုအညိုတေးကြီးနေရဖြစ်ပါရီဆေးပါကိုခဏလောက်စစ်စေးမေးမြန်းပြီးရဲ့နောက်မှာ M ကဖြစ်ပျက်ခဲ့တာအားလုံးကိုအစိုးရအဖွဲ့ဝင်တွေကိုရှင်းပြဖို့အတွက်ထွက်သွားခဲ့ပါရီဘာလို့လဲဆိုတော့သူလည်းပဲယာတူးကနေပြီးတော့ဖေရှားခံရတော့မှဖြစ်လို့ပါဘုံကဆေးပါရဲ့ကွန်ပျူတာတွေကအချက်လက်တွေကိုရခဲ့ပါရီ ဘုံကအဲ့ဒီအချက်လက်တွေကို Q ကိုစစ်ဆေးခိုင်းပါလေ Q ကစစ်ဆေးတဲ့အခါမှာဒီအချက်လက်တွေကအတော်လေးရှုပ်ထွေးနေတဲ့အချက်လက်တွေဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒါမဲ့ Q ကအဲ့ဒီအချက်လက်တွေကိုမကြခင်မှာပဲကုတ်ဖော်နိုင်ခဲ့ပါတယ်အဲ့လိုနဲ့သူကုတ်ဖော်ပြီးတဲ့နောက်မှာ MI6 ရဲ့ server ဟာတစုံတရာရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်အဲ့လိုအခြေအနေဖြစ်လာတဲ့အခါမှာအဖြစ်ပြက်အားလုံးဟာ server ရဲ့ကြိုတင်စီစဉ်ထားတဲ့အစီအစဉ်တွေဖြစ်တယ်ဆိုတာပို့ပြီးတော့ထင်ရှားလာပါတယ် MIC ရဲ့စနစ်ကိုဖောက်တွင်းခံရတဲ့အခါမှာ server ကိုဖမ်းချုပ်ထားတဲ့အခန်းကအပွင့်သွားပြီးထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါပြီ။ ဘောလေးပဲဆေးဘာနောက်ကိုလိုက်သွားရင်းနဲ့တမ်မကီယူဘူဒာယုံကိုရောက်ရှိသွားခဲ့ပါရီတမမလေးကီယူကဆေးဘာပင်မှာရှိတယ်ဆိုတာကိုချီးရခံပေးနေခဲ့ပါရီတကယ်တော့ဆေးဘာကရဲရရှိဝတ်စုံကိုဝတ်ထားပြီးယထာဘော်တက်သွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ယထာကထွက်သွားနေပြီမလို့ဘောလေးပဲယထာနောက်ကိုအလင်းမြန်ပြေးပြီးတော့ခုန်တက်သွားနိုင်ခဲ့ပါရီဘောကယထာဘော်မှာဆေးဘာကိုလိုက်ရှာနေရင်ဆေးဘာက MCRC ကိုဥတီသွားနေတယ်ဆိုတာကိုရိပ်မိသွားတာကြောင့်ဝင်ကြီးရဲ့ရှင်းလင်းပွဲလုပ်နေတဲ့ M ကိုအတီးပေးလိုက်ဖို့အတွက် Q ကိုပြောလိုက်ပါရီ ဘောကယထာဘောမှာစေးဘောကိုရှာတွေ့လိုက်ပြီးချိန်မှာပဲစေးဘောကယထာဘောကနေပြီးတော့ဆင်းပြေးသွားခဲ့တာကြောင့်ဘောကလည်းနောက်ကနေပြီးတော့ပြေးလိုက်သွားပြန်ပါရီစေးဘောကယထာလမ်းကြောင်းလေးကိုပြေးဝင်သွားပြီးယထာလမ်းကြောင်းကိုဘုံခွဲဖြက်စီးခဲ့ပါရီယထာလမ်းကြောင်းကအပေါက်ကြီးဖြတ်သွားခဲ့တာကြောင့်ယထာဟာဘုံရှိတဲ့အောက်ကိုပြုတ်ကျလာတော့ဘုံလည်းပဲအချိန်မီရှောင်လိုက်ရပါရီအဲဒီနောက်မှာရေရာရှိအဖြစ်ဟန်ဆောင်ထားတဲ့စေးဘောကဝင်းကြီးနဲ့အစိုးရဖွဲ့စည်းတို့ရှင်းလင်းပွဲလုပ်နေတဲ့နေရာလေးကိုဝင်လာခဲ့ပါရီ သူကအဲ့ဒီမှာတွေ့သမျှရဲရရှိတဲ့အားလုံးကိုပြစ်ခတ်လိုက်ပြီးသူအညိုတေးကြီးနေတဲ့ M ကိုတတ်ဖို့အတွက်ပြင်လိုက်ပါရီ။ကံကောင်းစွာနဲ့ဘုံကအချိန်မီရောက်လာပြီးတားဆီးနိုင်ခဲ့သလိုမယ်လိုရီနဲ့ If တို့ကလည်းအကူအညီပေးခဲ့ကြပါရီ။ M ကိုတတ်ဖို့အတွက်အခွင့်အရေးကိုလက်လွတ်လိုက်ရတဲ့ Saver ဟာနောက်ဆုတ်ကပြန်ထွက်သွားခဲ့ပါရီ။ဘုံက M ဟာအန်ရီရရှိနိုင်တယ်ဆိုတာကိုသိရကြအောင် M ကိုခေါ်ပြီးတော့ထွက်ပြေးဖို့အတွက်ပြင်ဆင်ခဲ့ပါရီ။ M ကိုကားနဲ့ခေါ်ပြေးနေတော့မှဘုံက Q ကိုဆက်သွယ်ပြီးတော့သူရဲ့တီနီယာကိုဖျောက်ဖျက်ခိုင်းပါရီ။ Saver တယောက်ကလွဲလို့ဘသူမှသူရဲ့တီနီယာကိုမသိစေချင်ပါဘူး။ Q ကတော့ဒါဟာအစိုးရအဖွဲ့ဝင်တွေရဲ့အမိန့်ကိုဆန့်ကျင်တာဖြစ်တယ်ဆိုတာကိုသိပေမဲ့ဘုံပြောတဲ့အတိုင်းပဲလှုပ်ဖို့သဘောတူခဲ့ပါရီ။မယ်လိုရီကလည်း Q လုံနေရာကိုတွေ့တဲ့အခါမှာမတားမြစ်တဲ့အပြင်ကိုမှအကြံဉာဏ်တွေပါပေးပြီးတော့ဆက်လုပ်ခွင့်ပေးခဲ့ပါရီ။ဘုံနဲ့ M တို့ခဏလောက်ထွက်ပြေးလာပြီးတဲ့နောက်မှာသူတို့စည်းလာတဲ့ကားမှာခြေရာခံကရိယာတက်ထားတာမလို့ဘုံက M ကိုကားပြောင်းစီးဖို့ခေါ်သွားလိုက်ပါရီ။ကားဟောင်းတစ်စီးကိုပြောင်းစီးပြီးတဲ့နောက်မှာဘုံက M ကိုစကော့တလန်ကိုကားမောင်းပြီးတော့ခေါ်သွားခဲ့ပါရီ။အဲဒီနေရာဟာသူရင်ကနေထိုင်ခဲ့တဲ့ဇာတိမြေပဲဖြစ်ပါရီ။ လမ်းမှာသူတို့ယောက်ဟာအတေချောင်းတွေကိုပြောဆိုဆွေးနွေးနေခဲ့ကြပါရီ။အမ်ကဘုံကိုဒါအမင်းရဲ့ဇာတိမြေလားလို့မေးပြီးတော့ဘုံငယ်တုန်းကဘာရီကြုံခဲ့ရတယ်လဲဆိုတာမေးလိုက်ပါရီ။ဒါမဲ့ဘုံကသူ့အချောင်းကိုအမ်ကအစာဆုံးသိနေတယ်လို့ပြန်ဖြေလိုက်တော့အမ်ကမိဘမဲ့ကလေးတွေကအမြဲတမ်းအကောင်းဆုံးအေးဂျင်တွေဖြစ်တယ်လို့ပြောလိုက်ပါရီ။အဲဒီနောက်မှာအချိန်သိမ့်မရှိတော့တာကြောင့်မလို့ဘုံကအမ်ကိုသူတို့သွားမယ့်နေရာကိုခေါ်သွားခဲ့ပါရီ။အဲဒီနေရာကတော့ Sky Flow လို့ခေါ်တဲ့အင်ဂျီဖြစ်ပြီးတော့ဘုံငယ်တုန်းကနေထိုင်ခဲ့တဲ့ဇာတိအိမ်လေးလည်းဖြစ်ပါရီ။သူတို့ရောအဲဒီကိုရောက်တဲ့အခါမှာခင်ခိတ်လို့ခေါ်တဲ့ အိမ်ဆောင်နဲ့တွေ့ခဲ့ပါရီကင်ကိတ်ဟာဘုံငယ်လေးကလေးကဒီအိမ်ကိုစောင့်ရှောက်ပေးနေခဲ့တဲ့သူပါဘုံက M ကိုဒီကိုခေါ်လာတဲ့အကြောင်းရင်းကဒီနေရာမှာလက်နက်တွေအများကြီးတူလောင်ထားခဲ့ဘူးလို့ပါဒါမဲ့ဘုံပြောက်သွားတာအတော်ကြာနေပြီဖြစ်တာကြောင့်ဘုံတည်သွားပြီလို့အားလုံးကထင်နေကြပါရီအဲဒါကြောင့်တို့ကဒီအိမ်ကြီးနဲ့လက်နက်တွေကိုလုံခဲ့တဲ့အပတ်ကပဲရောင်းလိုက်ကြတာကြောင့်အခုချိန်မှာတနက်ရှည်နဲ့ကြီးစံအနေငယ်ပဲကြံပါတော့တယ်ဘုံကတို့ကိုတတ်ဖို့လိုက်နေတဲ့သူရှိတယ်ဒါမဲ့တို့ကအရင်တတ်ဖို့အတွက်ဒီကိုရောက်လာကြောင်းပြောလိုက်ပါရီ ခင်ကိတ်ကအဲ့ဒါကိုကြားသိရတဲ့အခါမှာလက်နက်ကမရှိတော့တာကြောင့်ဓားတို့လက်ကိုထုတ်ပေးပြီးတော့ဘုံကိုအရင်နှုန်းကတိုက်ခိုက်နည်းကိုပြန်သုံးဖို့အတွက်ပြောခဲ့ပါရီအဲ့နောက်မှာတော့ဘုံတို့ကစေးဖားလာတဲ့ခါကြလို့ရှိရင်ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာကိုပြင်ဆင်နေခဲ့ကြပါရီဘုံနဲ့ခင်ကိတ်တို့ကအိမ်ထဲမှာကာကွယ်ဖို့ထောင်ချောက်တွေကိုလည်းပြင်ဆင်ခဲ့ပါရီအန်ကအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့သူကမိသည်ဝတ်ဥနဲ့ရမ်းမှုတွေကိုသုံးပြီးတော့ဘုံတို့ကစေးဖားတို့ဖွဲ့ကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပါရီနောက်ဆုံးမှအားလုံးပြင်ဆင်ပြီးတဲ့ခါခင်ကိတ်ကအန်ကိုလှုပ်ဝဲဥမင်လိုင်ကောင်းအောင်ပြောပြခဲ့ပါရီ ဘုံရဲ့မိသားစုအလုံးကြံခံရတဲ့အချိန်မှာငရေသေးတဲ့ဘုံကဒီဥမင်းထဲမှာနှစ်ရက်ကျော်ကြာဘုံနေခဲ့ပူပါရီသူအဲဒီကနေပြန်ထွက်လာပြီးတဲ့နောက်မှာသူ့ရဲ့ကလေးဘွားဟာပြောက်ွယ်သွားခဲ့ပါရီအဲ့ဒါကပဲဘုံဟာရက်ဆက်ကြမ်းကြုတ်တဲ့အေဂျင့်တယောက်ဖြစ်လာရတဲ့အကြောင်းရင်းလည်းဖြစ်နိုင်ပါရီဘုံတို့အစင်းသစ်စောင့်နေကြတဲ့အချိန်မှာပဲစေးဘွားဟာသူ့ရဲ့အဖွဲသားတွေကိုခေါ်ပြီးတော့အဲ့ဒီရောက်ရောက်လာခဲ့ပါရီသူတို့ရောက်လာတဲ့အခါမှာစေးဘွားရဲ့လူတွေကအိမ်ထဲဝင်ဖို့အတွက်ကြိုးစားကြပါရီသူတို့အိမ်ရှိကိုရောက်တဲ့အခါမှာကားထဲမှာပုံနေတဲ့ဘုံကကားထဲမှာတက်ဆင်ထားတဲ့တနက်ကိုတုံးပြီးသူတို့ကိုပြစ်ခတ်ခဲ့ပါရီ ဂျန်နယ်လူတွေကအိမ်ထဲကိုဝင်ပြီးတော့ပြေးခဲ့ကြပါတယ်။သူတို့အိမ်ထဲကိုရောက်တဲ့အခါဘုန်းတော်ပြင်ဆင်ထားတဲ့တနက်ရှင်နဲ့ထောင်ချောက်တွေကိုရင်ဆိုင်လိုက်ရတယ်လို့အသက်ကြီးပေမဲ့မပျက်စီးသေးတဲ့ခင်ကိရဲ့လက်ချက်နဲ့လေးကျုံလိုက်ရပါတယ်။ဂျန်နယ်လူတွေကလည်းအန်လုထားတဲ့မိသည်ဘုန်းတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ဒါမဲ့စေဘာကလူရင်းကအများကြီးခေါ်လာတာကြောင့်သူတို့တော်ရောက်ကရန်သူတွေကိုအတော်လေးကိုရှင်းနိုင်ခဲ့ပြီမေ။ဂျန်နယ်လူတွေကခင်ကိတဲ့ M ကိုတိုက်ခိုက်ဖို့အတွက်အိမ်ထဲကိုဝင်လာနိုင်ခဲ့ပါတယ်။ကန်ကောက်စောင်းတဲ့ဘုန်းကအချိန်မီရောက်လာပြီးကဲတင်နိုင်ခဲ့ပါတယ်။ဒါမဲ့ဘုန်းကသူရှင်းခဲ့တဲ့ရန်သူတွေကိုစစ်ဆေးကြည့်တဲ့အခါ ဈေးဘာဒီလူတွေနဲ့အတူတူမပါလာဘူးဆိုတာကိုသိလိုက်ရပါတယ်။မကြခင်မှာပဲဈေးဘာကရဟိန်နဲ့ရောက်လာပြီးဘုံကိုပြစ်ခတ်လိုက်ပါတယ်။ဈေးဘာလည်းသူ့ရဲ့အဖွဲသားတွေကိုခေါ်ပြီးအင်ရှိကိုရောက်လာကဘုံတွေနဲ့အိမ်ထဲကိုပြစ်ဖောက်လိုက်ကြပါတယ်။ဘုံကဒီတိုင်းဆိုရင်တော့အချိန်နဲ့မကောင်းဘူးဆိုတာကိုသိတော့ကင်ကိန်းနဲ့အမ်တို့ကိုဦးမင်းနဲ့ကိုပြေးခိုင်းလိုက်ပါတယ်။အဲဒီနောက်တော့ဘုံကဈေးဘာရဲ့အဖွဲကိုတားဆီးဖို့အတွက်ကြိုးစားခဲ့ပါတယ်။ဒါမဲ့ဈေးဘာကလက်နက်တွေနဲ့လူဝင်ရအများကြီးခေါ်လာခဲ့တယ်လို့သူ့ဘက်မှာလည်းကာကွယ်ပေးနေရဟိန်ကြီးကလည်းရှိနေပါသေးတယ်။ဘုံမမကကြတော့တခြားရွေးချယ်စရာမရှိတော့တာကြောင့် သူဟာ gas အိုးနှလုံးနဲ့ဘောအသုံးပြုပြီးတော့ပောက်ကွဲသွားနိုင်ဖို့အတွက်ပြင်ဆင်ခဲ့ပါရီအဲဒီနောက်မှာဘုံလဲမြေအောက်ဥမေနဲ့ကိုထွက်ပြေးခဲ့ပြီးတဲ့နောက်မှာဘုံပြင်ဆင်ထားတဲ့ gas အိုးတွေကလည်းပောက်ကွဲသွားခဲ့ပြီးအိမ်တစ်ခုလုံးကအပြင်းထန်ပောက်ကွဲသွားခဲ့ပါရီအဲဒီပောက်ကွဲမှုကြောင့်စေးဘာရဲ့ရဟတ်ရင်နဲ့အပြင်မှာစောင့်နေတဲ့သူ့ရဲ့လူတွေဟာပောက်ကွဲမှုဒဏ်ကြောင့်တေဆုံသွားကြပါရီအခုချိန်မှာတော့စေးဘာနဲ့သူ့ရဲ့လက်အောက်ငယ်သားနှစ်ယောက်သာကြံပါတော့တယ်စေးဘာကဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့်အံအားသင့်နေတော့မှအဝေးကနေတစုံတစ်ယောက်ပြေးနေတာကိုမြင်လိုက်ရပါရီ ဇေဝကတော့အဲ့လူကအန်ဖြစ်မယ်ဆိုတာကိုတေချာဖို့သိပါရီအားကြောင့်သူဟာသူ့ရဲ့တပည့်တွေကိုဘုံအောင်သွားရှင်းခိုင်းပြီးဒူဂိုရိုင်ကတော့အမ်ကိုသွားရှင်းဖို့အတွက်ဆုံးဖြတ်လိုက်ပါရီဘုံကအမ်ကိုကူညီဖို့ပြေးသွားနေတော့မှဇေဝရဲ့တပည့်တွေနဲ့ဆုံသွားလို့တယောက်ကိုအမောက်သိလိုက်ပြီးတော့ဆက်ပြေးသွားခဲ့ပါရီဇေဝနဲ့ဘုံတို့မျက်နှာချင်းဆိုင်တွေ့လိုက်တဲ့အချိန်မှာပဲဇေဝရဲ့တပည့်လေးရောက်လာပြီးဘုံအောင်တနက်နဲ့ချိန်ထားလိုက်ပါရီဇေဝကနှုတ်ဆက်စကားပြောပြီးတော့ဘုံအောင်ဒီမှာပဲအဆုံးသတ်ဖို့အတွက်ပြောလိုက်ပါရီ အဲဒီမှာပဲဘုံကသူရက်နေတဲ့နေရာကရေခဲပြင်ပေါ်မှာပဲဆိုတာကိုသိလိုက်တဲ့အချိန်မှာရုတ်တရက်စီးပွားရဲ့တပည့်စီကတနက်ကိုလူးလိုက်ပြီးရေပြုံပြစ်လိုက်တာကြောင့်မလို့နှစ်ယောက်သားကရေထဲကိုပြုတ်ချသွားခဲ့ပါတယ်စီးပွားအဲ့ဒါကိုမြင်တော့ဘလို့ပဲဖြစ်ဖြစ်ဘုံကအသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ထင်ပြီးတော့သူတို့နှစ်ယောက်ကိုဒီမှာပဲထားခဲ့လိုက်ပြီးသူက M ကိုသွားရှင်းဖို့အတွက်ထွက်သွားခဲ့ပါတယ်ရေထဲကိုပြုတ်ချသွားတဲ့ဘုံကစီးပွားရဲ့တပည့်ကိုရှင်းဖို့အတွက်ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဘုံကရှင်းနိုင်ဖို့ကိုအချင်းအတော်ကြာသွားခဲ့တာကြောင့်မလို့သူရေထဲကပြန်တက်လာတဲ့အခါမှာသူအရင်ကပြုတ်ချခဲ့တဲ့နေရာကိုမမြင်ရတော့ပါဘူး အဲအကြောင်းဘုံကရေထဲကိုပြန်ငုပ်ပြီးသူရှင်းလိုက်တဲ့လူစီကနေပြီးတော့ဓမီကိုယူခဲ့ရပါတယ်။တပတ်မှလည်းစေးဘကအမ်လို့နောက်ကိုလိုက်လာရင်းနဲ့နောက်ဆုံးမှဒဏ်ရာရနေတဲ့အမ်ကိုတွေ့သွားခဲ့ပါတယ်။ခင်ကိတ်ကသူ့ကိုတားဆီးဖို့ကြိုးစားပေမဲ့စေးဘကခင်ကိတ်ကိုဒီကိစ္စရဲ့ဝင်မပါဖို့အတွက်ချိန်ချောက်ခဲ့ပါတယ်။ပြီးတော့သူက MC ကိုရှောက်သွားပြီးတော့ဖတ်လိုက်ပါတယ်။စေးဘကတော့အမ်နဲ့အတူသူ့ကိုသူပါတခါရဲအဆုံးစီရင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့သူကသူ့ရဲ့ဝေကျွေးကနေလွတ်မြောက်ချိန်နေလို့ပါ။စေးဘဟာသူ့အမ်အတွက်အလုပ်လုပ်ပေးနေတဲ့တခြားလုံး အမဟာသူ့ရဲ့မိခင်နဲ့တူရဲလို့အမြင်နဲ့ထင်နေခဲ့ပါရီ။ဒါပေမဲ့သူတို့နှစ်ယောက်တနက်ကိုပြစ်ခတ်ပြီးအသက်ကိုအဆုံးစီရင်တော့မယ့်အချိန်မှာဘုန်းကပြန်ရောက်လာပြီးခင်ကိတ်အရင်ကပေးထားခဲ့တဲ့ဓာတ်ကိုသုံးပြီးတော့ server ရဲ့နောက်ကျိုးကိုပစ်လိုက်ပါရီ။နောက်ဆုံးမှာဘုန်းက server ကိုရှင်းနိုင်ခဲ့ပေမဲ့လေဒဏ်ရာအပြင်းထန်ရရှိထားတဲ့ခေါင်းဆောင် M ကလည်းဒဏ်ရာရဲ့အစိတ်တွေတက်ပြီးတော့ဘုန်းရဲ့ရင်ငွေထဲမှာပဲတေဆုံသွားခဲ့ပါရီ။ဘုံကလည်းသူ့ရဲ့ခေါင်းဆောင်လေးဖြစ်တယ်လို့သူ့ရဲ့အမေတယောက်လိုမျိုးလည်းဖြစ်တဲ့ MT ဆုံးသွားခဲ့တာကြောင့်မလို့ဝမ်းနေစွာနဲ့ပဲငိုချလိုက်ပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်တွေအားလုံးပြီးဆုံးသွားတဲ့နေ့မှာအန်မြင့်တေးန်းစာကိုဖွင့်ဖက်ကြည့်တဲ့အခါမှာသူဟာဘုံအတွက်လက်ဆောင်တစ်ခုခြံထားခဲ့တာကိုတွေ့လိုက်ရပါပြီ။ Eve ကအဲ့လက်ဆောင်ကိုယူလာပေးပြီး M ကဘုံကိုရုံးခန်းထဲမှာထိုင်ပြီးအလုံးလုံးစီချင်တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါပြီ။ဒါမဲ့လည်းဘုံကအဲ့ဒီအရာကိုမြင်တော့အဲ့ဒါနဲ့ဆန့်ကျင်ဘက်ပဲလို့ချက်ချင်းပဲပြန်ပြောလိုက်ပါပြီ။ရုံးခန်းထဲရောက်တဲ့အခါမှာတော့တန်နာကရောက်လာပြီး MC ရဲ့ခေါင်းဆောင်တက်ကဘုံကိုစောင့်နေတယ်လို့ပြောလိုက်ပါပြီ။တကယ်ကအဲ့လူကတခြားလူတော့မဟုတ်ပါဘူး။ M တစ်တယောက်ဖြစ်တာဝန်ယူရမယ့် Melody ပဲဖြစ်ပါပြီ။ တို့တို့ရမျက်လက်ရှင်းဆိုင်တွေ့ရတဲ့အခါမှာ Melody က Agent 007အတွက် mission အစ်တစ်ခုကိုပေးလိုက်ပြီးမင်းအလုပ်ပြန်လုပ်ဖို့အတွက်အသင့်ဖြစ်ပြီလားလို့ဘုန်းကိုမေးလိုက်တော့ဘုန်းကလည်းအစင်သင့်မယ်လို့ပြန်ပြောလိုက်တဲ့အချိန်မှာပဲဇကားလေးကလည်းဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။နောက်ရက်ဒီများမလေးပဲဒီလိုမျိုးရုပ်ရှင်ဇလံကောင်းများစွာကိုဆက်လက်ပြီးတော့တင်ဆက်ပေးနေမှာမလို့ကျွန်တော်ရဲ့ channel လေးကိုလည်းပဲ like and subscribe ပြည့်လုပ်ပေးထားဖို့အတွက်တောင်းဆို like ပြကြခင်ဗျ။အခုလိုမျိုးအချိန်ပေးပြီးတော့အဆုံးထိအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းလေး ပရိသတ်များနဲ့တကွရွှေမြမာပြည်သားအားလုံးပဲကျန်းမာပေးခင်ကြပါစေခင်ဗျာ။